2025ခုနှစ်နိုဝင်ဘာလအတွက်ခြေသူဤသားရှိပြီးသူတွေအိမ်အောင်ရှိပြီးသူတွေအတွက်အခြေရေးလေးဖြစ်ပါတယ်။ Pine 1, Pine 2, Pine 3, 1 2 3နော်။ကိုယ့်ရဲ့အခြေရေးလေးအောင်ပြုပြီးတော့ဒီသုံးခုတွေကကြိုက်တဲ့တစ်ခုကိုရွေးလိုက်ပါ။ Pine 1လေးကိုရေးထားတဲ့သူတွေအတွက်အခြေလေးဖြစ်ပါတယ်။အဲ့တော့ဒီလထဲမှာနိုဝင်ဘာလထဲမှာပေါ့နော်ဖိုင်1လေးကိုရေးထားတဲ့သူတွေဟာ အချိန်မှဆိုရင်တော့နည်းနည်းလေးအေးဆက်ဆက်လေးဖြစ်နေမယ်ပေါ့နော်။ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေ၊ရင်ခုန်တဲ့အစ်တလေးတွေမရှိသေးတဲ့ကာလဖြစ်ပါတယ်เนาะ။အဲတော့အာပြီးတော့อืมပြောရမယ်ဆိုရင်ဒီတယောက်နဲ့တယောက်လဲဟိုခိုက်ရံဖြစ်ပေါ်တာမျိုးတွေလည်းမရှိဘူးပေါ့နော်။ဒီလိုမျိုးကာလလေးဖြစ်တယ်။အဲ့တော့ဒီအခြေရင်းလေးကိုအစဉ်ပြေအောင်ပေါ့နော်ကိုယ့်ဘက်ကဗာလေးတတိထားလို့ရမယ်ဆိုရင်အလုတ်ကိုပဲအရင်အအောင်မဆိုင်တဲ့အလုတ်သို့မဟုတ်ကိုယ့်ဘဝရဲ့ရီမန်းချက် အဲ့ဒါတွေကိုဒီနိုဝင်ဘာလထဲမှာပေါ့အဲ့ဟာတွေကိုပဲအဲ့ဒါတွေကိုအယုံမဆိုင်နဲ့လို့ပြောတာတော့မဟုတ်ဘူးเนาะအဲ့ဒါတွေကိုပဲအယုံမဆိုင်နဲ့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ဒီစိတ်ဆက်ထားတဲ့သူ ဒါမှမဟုတ်လေကိုချေရတယ်သူတို့ဒါမှမဟုတ်လို့ရှိရင်ကိုရဲ့အဲအိမ်နောက်ဘက်ပေါ့နော်သူတို့ကိုလည်းဟို view site ပေးရမယ်ဟိုအချိန်အချိန်ကာလဖြစ်တယ်ပေါ့နော်အာနောက်ပြီးတော့တကယ်လို့ပေါ့နော်ကိုကသူနဲ့လောလောဆယ်ဝေးနေတဲ့အချိန်ကြီးပေါ့နော်အာအဝေးရောက်နေတဲ့ကြောင်းတောင်ဝေးမှရောက်နေကြတဲ့အချိန်နေဖြစ်မယ်ဆိုရင်သူ့ပုံမှန်လေးပြောဆိုဆက်တယ်ပြဖို့လိုတယ်ပေါ့နော်အဲ့ဒါအရေးကြီးရဲ့အဲ့ဒါလေးတစ်ချက်ကို view site ပေးပါ Pine 2လေးကိုရေးထားတဲ့သူတွေအတွက်ဖြည့်လေးဖြစ်ပါတယ်နော် ဒီလထဲမှာနိုဝင်ဘာလထဲမှာကိုယ့်ရဲ့အခြေအားအလုံးမတမအားကောင်းနေပါတယ်။အာအခြေအနေပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်အဲကိုယ်လိုလိုပုံသွင်းယူလို့ရတဲ့အခြေအနေမှလည်းရှိနေတယ်ပေါ့နော်။ အဲအချစ်တွေလည်းဒီတောင်းတောင်းချစ်တဲ့ချစ်တွေအားလည်းပေါ့နော်ဟိုတောင်းတောင်းဟိုအဆက်အသွယ်မပြတ်အာအာ ရှိနေတယ်နောက်ပြီးတောင်းတောင်းချစ်ချစ်တဲ့ချစ်တွေအားလည်းအော်မပြည့်စည်စင်းနေနှစ်ယောက်နှစ်ဦးနှစ်ဖက်ရဲ့ခြားထဲမှာလေအဲရှိနေတယ်အာသူကလည်းဘလို့ပဲအာခါလင်းနဲ့အပြောရဆိုရခတ်တဲ့အခြေအနေမျိုးဖြစ်တယ်လူမျိုးဖြစ်မယ်ဆိုကိုယ့်ရဲ့ partner အလိုပုံစံမျိုးဖြစ်နေမယ်ဆိုရင်လည်းကိုကလုံးဝကောင်းကောင်းကင်နေနိုင်တယ်ပေါ့နော်တကယ်လို့ကိုကဒီအရင်လာတော့ကပေါ့နော်သူနဲ့ပတ်သက်ပြီးတော့မှဒီလို ခက်ခဲလေးတွေရှိတယ်ဆိုလို့ရှိရင်ဒီလာထဲမှာတော့သူကဘာကပြောပြောပြောင်းဖြစ်လာလိမ့်မယ်နော်ပြောပြောပြောင်းဖြစ်လာလိမ့်မယ်အဆင်ပြေလိမ့်မယ်ကိုကနေပြီးသူ့ကိုကောင်းကောင်းကင်တွဲနိုင်တဲ့အနေအထားလေးမှရှိပါတယ်ဒီခြေလေးကကောင်းတယ်ပိုပြီးကောင်းအောင်ပါလေးတွေယူဆိုင်ဖို့လိုမလဲဆိုရင်ကိုကကိုဘွားရဲ့ရီမန်ချက်တွေဒါမှမဟုတ်ရှင်ကိုဘွားရဲ့အာကိုမကိုလုံးနေတဲ့အလုပ်တွေပေါ့နော်စီဘွားရေးဖြစ်ဖြစ်သူကုမ္ပဏီမှာလောက်တာပဲဖြစ်အဲ့လုံလေးတွေကိုအာအရန်ဦးစားပေးတာမျိုးမလုပ်ဘဲနဲ့အဲ အရင်ဥစားပေးရမျိုးမလုပ်ခိုင်းတာနော်လုံးဝပြစ်ထားခိုင်းတာမဟုတ်ဘူးအဲ့တော့နည်းလေးဒီအလုပ်ကိုအယုံဆိုင်တာလေးနည်းရှော့မယ်ပြီးလို့ရှင်လေကိုကတကယ်လို့ဖော်ဖော်ရွရွနေတဲ့တဲ့လူတယောက်ဖြစ်မယ်ပေါ့နော်အလုံးမှာအာတော်တော်လက်လက်ဖော်ဖော်ရွရွရှိရဲအဲ့လိုမျိုးဖြစ်လို့ရှင်အဲ့ဖော်ရွမှုလေးကိုနည်းနည်းရှော့ခိုင်းနေပေါ့နော်သူကအော်ပေါ့နော်ဒီဟိုကလေကိုကအရင်ဖော်ရွနေတဲ့ပုံစံမျိုးတော်တော်လက်ဖြစ်နေပုံစံမျိုးခါကျတော့သူ့ဘက်ကနေပြီးတော့မှဒီသူဝင်တိုးတဲ့ဟာလေးဖြစ်နိုင်တယ်လေအဲ့ဆောင်မှုအဲ့လေးကိုနည်းနည်းရှော့ထားပေါ့နော်အဲ့လိုကိစ္စလေးပဲရှိပါတယ်နော်ကျန်တာကတော့ကြီးမမမရှိပါဘူး pi 3လေးကိုရေးထားတဲ့သူတွေအတွက်အဖြေလေးဖြစ်ပါတယ်ရှင်ဒီ pi 3လေးကတော့ net ထူးချရပါတော့နော်ဒီ pi 3ကိုရေးထားတဲ့သူတွေအတွက်အကိုကောက်တဲ့ချိန်မှာပေါ့နော်ဒီကတ်နှစ်ခုကဒီပိုင်းနဲ့ခုတ်ပြီးကြပါနော်အဲ့တော့ဘယ်လိုထိပ်ပဲလဲဆိုတော့ကိုကလေ အဲဒီနိုဝင်ဘာလထဲမှာအခြေအနေပတ်သက်ပြီးစိတ်ညစ်စရာလေးတွေရှိတယ်။ဟို overthinking ပေါ့နော်။အာညာညာဆိုအိမ်မရပဲနဲ့အတွေးထဲမှာမြင့်မြောပြီးတော့လေ။အာဟိုဆောင်းချုံထဲမှာငိုနေရပြီးတော့မှတကယ် nightmare တွေပေါ့အိမ်မဆိုးတွေပုံစံမျိုးဖြစ်ဖို့လေးရှိတယ်ပေါ့နော်။အာဖြစ်ဖို့လေးရှိတယ်။ဒီလူမျိုးဖြစ်ရတဲ့အကြောင်းရင်းကတော့နှစ်ယောက်တည်းကတယောက်ယောက်ကလေဒီအမ်ရေချာမြေချာကိုတွားရဖို့ရှိနေလို့ပေါ့နော်။ ခီးဝေးကိုရေရှည်ထွက်ရဖို့ရှိနေတယ်အဲ့ရှိနေတဲ့ကိစ္စလေးတွေကြောင့်အဲ့ကိစ္စကလည်းအလုပ်လည်းဖြစ်ဖြစ်မယ်ကျောင်းကိစ္စလည်းဖြစ်ဖြစ်မယ်ဒါပေမဲ့သူ့ဘဝတော်တော်တော်အရေးကြီးတယ်သူကလေဒီဟာကိုသူလုံးဝဖြစ်မယ်ဆိုတော့ယုံကြည်ချက်ကြီးကိုယုံကြည်ချက်ကြီးနဲ့တဆုံးဖြတ်ချက်ဆပြီးတော့မှပေါ့နော်နေရာတစ်ရက်တစ်ရက်ကအဲ့လိုမျိုးထွက်သွားတဲ့အခါမျိုးပေါ့အဲ့တော့ကျန်တဲ့ကျန်ခဲ့တဲ့တယောက်ကတော့တကယ်နိုင်မယ်ဖြစ်မယ်တဘောများမှရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီခြေလေးကိုအာ ိုကောင်းကောင်းလေးကင်တွယ်လို့ရအောင်ဘလိုလေးတွေတတိထားရမလဲဆိုရင်လေလုံးဝသူနဲ့အငင်းမပွားနဲ့ခိုက်ရံမဖြစ်ပွားနဲ့အဲစကားချေခြင်းနဲ့မဖြစ်စေနဲ့ပေါ့နော်သူနဲ့လုံးဝကိုဟို peace ပေါ့ညီညာရေးငင်းငင်းငင်းချင်းချင်းချင်းလေးဖြစ်အောင်နေကိုကိုကိုလည်းပဲစိတ်ထဲကကိုရဲ့အတွင်းစိတ်လေးအေးချမ်းအောင်နေပေါ့နော်အာလုံးဝအဲ့လိုမျိုး conflict တွေမဖြစ်နဲ့အာတစ်ခါရင်မဖြစ်ပွားမှုမဖြစ်နဲ့လို့အကြံပေးချင်ပါတယ်